နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအပီလာတည့်ရအင်္ဂါနဲ့ ရှင်ပြရူအရာသာပထမဆုံးခန်းကြီးသုံးအငယ်ရှိမှတစနေအချုပ်အချာစကားဟုမူကားသင်တို့အပေါင်းသည်စိတ်တညစ်တညွတ်ကြီးရှိကြလောစိတ်ချနာခြင်းညီအကိုချင်းကဲ့သို့ချစ်ခြင်းတနာဆုံမခြင်းစိတ်နှိမ်ချခြင်းရှိကြလော သင်တို့သည်ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလို့ငါခေါ်ရမှုသောသူဖြစ်သည်ဟုအတိမတ်၍ အချင်းချင်းရန်တုံမမူပြန်၍မကဲ့ရဲ့မေတ္တာပို့ခြင်းကို ပြုကြလောအသက်ကိုမွေ့လျော်စေ၍ကောင်းမွန်သောနေ့ရက်တို့ကို တွင်းမြင်ခြင်းကအလိုရှိသောသူသည်မိမိရှာကို မကောင်းသော အရာနှင့်ကင်းလွတ်စေမိမိနှုတ်ခမ်းလဲမုတာစကားကို မပြောစေနှင့်ဒုစရိုက်ကို လွှဲဆောင်၍သူစရိုက်ကို ပြုစေ သူတစ်ပါးနှင့်အသင့်အင့်နှင့် သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍မိအောင်လိုက်စေ။အကြောင်းမူကားသာရဖျားသည် ဖြောင့်မတ်တော်သူတို့ကို ကြည့်ရှုတော်မူ၏။သူတို့ဆုတောင်းခြင်းကိုလည်းနားထောင်တော်မူ၏။ဒုစရိုက်ပြုတော်သူတို့ကသာရဖျားသည် မျက်နာလွှဲတော်မူ၏။ ငါတို့ကို ကဲ့တင်တော်မူသောအရှင်ဖျားသခင်ဤစေတနာတော်နှင့်လူတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ပေါ်ထွန်းသောအခါငါတို့ကိုကဲ့တင်တော်မူ၏တိတုအခန်းကြီး3အခန်းငယ်4မှ5ခရစ်တော်အားဖြင့်ကျင်နာမှုအောင်ပွဲမြန်မာ့ခေတ် Major League Baseball အသင်း၏ပထမဆုံးလူမဲကစားသမား Jackie Robinson သည် 1948ခုနှစ်မေလ9ရက်တွင်ဖီလာဒဲဖီးယားပြည်နယ်ရှိရှီဘဲပန်းချံ၌ကစားနေစဉ်ဆယ်နှစ်အရွယ်ဒေါ်ရစ်သည် သူမ၏ဖခင်နှင့်အတူအထက်တန်းလွှာခုံတွင် ထိုင်နေသည်အသက်ရလာပြီးဖြစ်သော ထိုလူမဲမျိုးသားကြီးသူတို့အနည်းရှိခုံတစ်ခုံသို့ရောက်လာသောအခါသူဖခင်ကတရင်တနည်းဖြင့်စကားများပြောခဲ့သည် ကိုယ်သွင်းသည့်အကြောင်းပြောနေသောစကားဝိုင်းသည်သူမအားလူကြီးတဦးအဖြစ်ခံစားရစေသည်ဟုဒေါရစ်ကဆိုသည်နောက်ပိုင်းတွင်သူမကအဲ့ဒီလူနှင့်သူ့အပြုံးမျက်နာကိုကျမဘယ်တော့မှမမေ့ဘူးဟုပြန်ပြောပြသည်လူပြူမိန်ကလေးငယ်နှင့်ကျွန်တယောက်ဤသားဖြစ်သူကျင်နာမှုရှိသောအဖိုးအိုတို့ကြားတွင်ချီနူးပွေကောင်းသောအပြန်အလှန်ဆက်ဆံရေးသည် ထိုနေ့တွင် တောက်ပနေခဲ့သည်သို့သော၎င်းအဖြစ်ပြက်နှင့်ထိုဘေ့စ်ဘောရာသီ၌အခြားပွဲစဉ်တစ်ခုတွင် ရောဘင်ဆန်ကြုံတွေ့ခဲ့ရသည့်အမုန်းပွားစေသည့်အဖြစ်ပြက်မှာလုံးဝဆန့်ကျင်ဘက်ဖြစ်သည်လူမျိုးအသားအယောင်ကြောင့်သူတို့ကကျွန်တော်ကိုအော်ငေါက်ပြောဆိုကြတယ်တော်တော်ဆိုးတယ်ဗျာဟု ပြန်ပြောပြသည်ကြံတန်းသောအပြုအမူများသည် အားကစားနယ်ပယ်တွင်သာမကအိမ်ရက်ွက်အလုံးနှင့်ကျွန်ုပ်တို့၏အသင်းတော်များပင်လျှင်အကြီးတန်သော အောင်ပွဲနေရာများဖြစ်နိုင်သည်သားတော်အဖျင်းကျင်နာမှုပြခဲ့သောဖျားသခင်ကိုယုံကြည်သည့်သူများသည်ထိုနည်းတူကျင်နာမှုကို ပြသရန်စေစားခံရပါသည်ရှင်ပေတျုကစိတ်ကျင်နာခြင်းညီကိုခြင်းကဲ့သို့ချစ်ခြင်းတနာဆုံမဲ့ခြင်း စိတ်နှိမ်ချခြင်းရှိကြလော့အချင်းချင်းရန်တုံမမှုပြန်၍မကဲ့ရဲ့ရန်ရေးသားခဲ့သည်ဖျားသခင်တမ်းမှမေတ္တာဂိယုနာတော်ကို ခံယူရရှိသူများသည်ဝိညာဉ်တော်ဤမာစကူညီခြင်းအားဖြင့် ထိုမေတ္တာကိုအခြားသူများအားရဲ့ရောစွာဝေမျှသောအခါကျင်နာမှုသည် အောင်နိုင်လေ၏ သည့်အချိန်ကကျင်နာစိတ်မရှိရန်သွေးဆောင်ခံရသည်။အကျင်နာတရားများကို သင်မြည်သို့ လက်ခံရရှိခဲ့သည်။ချစ်တော်အဖဖခင်သခင်ယေရှုအားဖြင့်ပေးသနာတော်မူသောဂယုဏအတွေ့ဂျေဇုတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။